စကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကတော့အခု online ပေါ်မှာရန်ကုန်ကိုအခြေပြုပြီးတော့ငလင်ကြီးလာမယ်ဆိုပြီးတော့တနင်္ဂနွေလုံးကပြည်သူတွေအိမ်မဝင်စားမပျော်အောင်ထိတ်လန့်အောင်လုပ်ခဲ့တဲ့တတော်အကောက်ပိုင်းရှင်ဂျွန်ဖာမစ်ရီခေါ်နော်တကယ်လည်းတွေ့မှာတော့နာမည်ရင်းကဂျွန်မိုးသေးခေါ်အဲ့ဒီလူငယ်လေးကိုတည်ရန်ပေးမလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်စောမင်းထွန်းကအမှန်တရားပြည်သူတွေကိုသတိပေးလာတာကိုတွေ့ရပါတယ်ပြောပြလာတာကိုတွေ့ရပါတယ် အလုံးလေးတီချာရဲ့အတိုင်းပါပဲအပိလ23ရက်နေ့မှာမြင်းကလင်းကြီးမားစွာလုခတ်မှာဖြစ်ကြောင်းပြည်သူပေါင်းသိန်းချီပြေဆုံးမှာဖြစ်ကြောင်းအဲ့လိုတရေမှာဖြောင်းဝီကျဲတဲ့ဂျိုဒင်ဟိုဂိန်းထုတ်တယ်လို့လုခဲ့တဲ့အချားမြင်ဆရာလိုလိုဘာလိုလိုအသက်က23ပဲရှိသေးတဲ့တစ်တော့အကောက်ပိုင်းရှင်နာမည်ဂျွန်ဖာမစ်ရီကောဂျွန်မိုးသေးကိုဒီကနေ့မှာပဲဖန်စီယာမီကြောင်းနာဆာကသတင်းထုတ်ပြန်ရေးဘွဲကထုတ်ပြန်ထားတာကိုလည်းတွေ့ရပါတယ်အဲ့လိုမျိုးတရေမှာထုတ်ပြန်ခဲ့တဲ့နော်ဂျွန်ဖာမစ်ရီကောဂျွန်မိုးသေးကိုအပိလ22ရက်နေ့မှာလုံခြုံရေးသဖွဲ့ဝင်များမှာ မိုးရွာမြို့ရောက်ဒီရက်ွက်သွေးချက်ကွက်တွေရနေမြေ27ရွှေညောင်းပင်လမ်းမှာရှိတဲ့နေအိမ်ကိုသွားရောက်ရှာဖွေခဲ့ရမှာ Drone Pharmacy ကအကောက်ပိုင်းရှင်ဂျုံမိုးသည်အဖန်းစီရခဲ့မိကြောင်းသိရပါဗျ။ဆိုတော့ဒါကတော့သဘောဝဘေးအန်ရစီမှာခံခွဲမှုနဲ့ဖန်စီလိုက်တာပေါ့လေဆိုတော့ဂျုံမူသည်ရဲ့နောက်ကျောင်းတွေကိုကျွန်တော်လှန်လိုက်ပြီဆိုရင်သူဟာအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ထောင်ချခဲ့ဘူးပါတဲ့ထောင်ကိုအစိုးရကမချခဲ့ပေမဲ့တော့လူငယ်ချင်းတည်းရင်းကျောင်းကိုခဏခဏရောက်ခဲ့တဲ့သူလို့သိရပါတယ် အခုလိုမျိုးအသက်22နှစ်အရွယ်လေးနဲ့အခုချိန်မှာတော့အသက်ပြေးသွားပြီဆိုတော့လူငယ်ဆိုပေမဲ့သူ့မှာရွေးချယ်ပိုင်ခွင့်တော့လုပ်ပိုင်ခွင့်ဆိုတော့သူ့မှာဆုံးဖြတ်နိုင်တဲ့အုံနှောင်ရှိသွားပြီအခုလိုမျိုးလှုပ်တဲ့အခါမှာသူကဘယ်လိုမျိုးအချောင်းရရီအချောင်းဒါကသိတောင်အရေးမကြီးသေးဘူးတကယ်အဖမ်းခံရတဲ့နောက်ွယ်ရခဲ့ရှာကသူကစစ်ကောင်စီကဘယ်နည်းနဲ့မှရှုံးမယ်မင်းပြောင်းမင်းလွဲဖြစ်မယ်ဒေါ်လိုင်းသဖို့ဝင်တွေကဘယ်မျိုးကိုဘယ်နည်းမှသိမ့်မယ်ဆိုရိအမျိုးမျိုးသောရှောက်ပြီးတော့ဟိုကင်းထုံးမှုတွေကိုလှုပ်ဆောင်လိုက်တဲ့အခါမှာ ဂျုံမိုးတွေကအခုလိုမျိုးပြည်တံကြီးမှာသွားခဲ့တာပဲဖြစ်ပါတယ်เนาะဆိုတော့အခုဘုချုပ်ဆိုမင်းထုံးကတော့ဒီရန်ပြမလားဆိုရဲကိစ္စနဲ့ပတ်သက်ပြီးတို့နည်းနည်းသေးသေးချက်ချစစ်စစ်ဆောင်ရနေတယ်တဲ့ဗျာဒီကလေးကတတော်လေးကိုသူတို့ရဲ့နဆက်ကအစိုးရပုံမှာလေလုံလုံကြီးကြီးကိုပြောထားတာဖြစ်တဲ့အတွက်အသေးတန်းချက်တော့မရောပါစေရဘူးလို့ပြောလိုက်တာဖြစ်တဲ့အတွက်တတိုင်းကလုံးဝပြည်သူတွေကတော့အမှားတစ်ခုတည်းနဲ့တေးရတော့မှလားဆိုပြီးတော့ပြန်လည်ပြောဆိုမှုတွေလေးရှိနေပါတယ်ဗျာ